လေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်ခံရခြင်းနေရင်တွင်းရှိနေပါကရေရောက်ခန်းဘုံကိုကျင်းနဲ့နိုင်ရန်ထူးထူးရှိတဲ့အခန်းတွေပုံကိုပါဇဝဲလူမျိုးအကာအကွယ်ရဝင်ပြီးဦးကောင်းကိုလက်နက်ဖက်နှအုပ်တရောင်နဲ့မြေကြီးကိုထောက်ကာမှောက်လျက်နေပါတရင်ပေါက်နဲ့အဝေးဆုံးမှာနေပါ ချင်းမြို့တော်ဟာကားမြို့ရဲစခန်းကိုအော်တိုဘားလ16ရက်မနေ့ပိုင်းကစီးနှင်းကတော်လန်ရဲဘော်တွေအပါအဝင်အကျဉ်းသား15ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းမြို့သားတအူ CNF ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီက MFP ကိုပြောပါတယ်။အကျဉ်းသားတွေကယ်ထုတ်ရေးအထူးမစ်ရှင်အဖြစ် CNF နဲ့ CDF ဟာကားတို့ပူးပေါင်းကဟာကားရဲစခန်းကိုစီးနှင်းခဲ့တာဖြစ်ပြီးတော့စော်စုကမတရားဖမ်းဆီးထားတဲ့အကျဉ်းသားတွေကိုကယ်ထုတ်ခဲ့တာလို့ CDF ဟာကားကလည်းသတင်းထုတ်ပြန်ပါတယ်။ ကဲထုံးနိုင်တဲ့အကျဉ်းသား15ဦးထဲမှာ CNF နဲ့ CDF ဟာကတပ်ဖွဲ့ဝင်9ဦးနဲ့ပြည်သူတွေပါဝင်ပြီးတော့သူတို့ကိုလုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့စလိုင်းထက်နီကပြောပါတယ်။အလိကတော့ဒီအချင်းထောင်ထားတဲ့နေရာကိုဝူတည်ပြီးတော့ပြစ်တာပေါ့နော်။ဆိုတော့အဓိကတော့ဒီအချင်းသားဒီမှာဒေသန္တရတပ်ဖွဲ့ဝင်တွေပြီးတော့သူတို့အဖမ်းခံထားတဲ့ CNF တွေရှိတယ်ပေါ့။ပြီးတော့အဲ့ဒီမှာအဓိကဦးတည်ချက်ကတော့အဲ့ဒီ အချင်းသားတွေကိုကဲဖို့အဓိကတော့ဦးတည်ပြီးတော့ပြစ်တာပေါ့နော်အာဒေတာတာဖွဲ့ဝင်တွေ CNF တွေနဲ့အလုံးပေါင်းပြည်သူနဲ့စနာဦးတော့တို့အာချုပ်ကနေကြေနိုင်တဲ့ပေါ့ဟုတ်ကဲ့ဟာကားမျိုးရဲစခန်းကိုစီးနေရမှာ CDF ဟာကားစေဦးစီကျုံနဲ့တပ်မဟာလေးတပ်မဟာမှုတို့ကိုယ်တိုင်ကြီးကြပ်ကိုကဲခဲ့ပြီးတော့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ စိုးစု6ရောက်ကိုတုတ်တင်နိုင်ခဲ့ကတော်လည်းတပ်ဖွဲ့ဝင်တွေကအထီးကိမ်းမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ CDF ဟာကကဆိုပါတယ်။မနက်နေ့နာရီခွဲမှာရဲစခန်းကိုစတင်ပြီးနောက် CDF ဟာကရဲဘော်3ဦးနဲ့ CIA ရဲဘော်2ဦးတို့ပါဝင်အချင်းချခံထားရသူ15ဦးကိုကယ်ထုတ်ခဲ့ပြီးနောက်မနက်၄နာရီမှာမစ်ရှင်ပြီးဆုံးတယ်လို့ CDF ဟာကကထုတ်ပြန်ပါတယ်။ ရဲစခန်းစီးနှင်းမှုအတွင်တော်လန်ရဲဘော်တွေအထီးကိမ်းမရှိပေမဲ့တက်ဆုပ်ပြီးစုံမှတ်နေရအယောက်မှမထင်မှတ်ပဲပြစ်ခတ်ခံရလို့တော်လန်ရဲဘော်တို့ကြာဆုံးတယ်လို့ CDF ဟာခါကဖော်ပြပါတယ်။ပြီးခဲ့တဲ့2024ဇူလိုင်လကလည်းဟာခါမျိုးအကျဉ်းစခန်းကိုချင်းတော်လန်အင်အားစုတွေကစစ်နှင်းတိုက်ခိုက်ခဲ့ပြီးအကျဉ်းသားနဲ့အချုပ်သား62ဦးကိုကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။ချင်းပြည်နယ်မှာ12မျိုးနယ်ရှိတဲ့အနက် မြို့တော်ဟာခအပါဝင်ထန်တလန်တီးတိန်နဲ့ခိုင်ကန်းမြို့လေးမြို့ကိုသာအာနာသိန်းစုပ်စုကစိုးမိုးထိန်ချုပ်နိုင်ပြီးတော့ကြံမြို့နယ်တွေကိုတော့တော်လိုင်းအင်အားစုတွေဘက်ကဆက်လက်စိုးမိုးထိန်ချုပ်ထားဆဲဖြစ်ပါတယ်။